မေတ္တာဆိုတဲ့သဘောတရားကိုလေးလာခြင်းပြီဆိုလို့ရှိရင်ကုသဏ္ဍမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်။အယက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အယက်ထဲမှာခေါ်နေ။အဲ့ဒါနဲ့လုံးဝမတူဘူး။အဲ့ဒါနဲ့ရောထွေးသွားတတ်တယ်။ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာဆင်းရဲတူတယ်။ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေဘာပေးခြင်းလား။မေတ္တာကလည်း တတ္တဝါတွေပေါ်မှာဖီဘာပေးတဲ့သဘောရှိတယ်။အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်။နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာအမေတ္တာခရင်တော်မေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်တဲ့။လှိစားမှုလို့ခေါ်။ဒါကြောင့်မို့နိတိအထက်ကထာဆိုတဲ့ကျမ်းမှာလှိစားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်။ အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေချင်းကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေချင်းဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဖက်မှာရှိရွှေချင်းတိုက်ပြီးရှိတယ်။အဲ့ဒီရွှေချင်းဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်။ဝင်းစနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်း။အဲ့ဒီဝင်းစနာဓိပနီဆိုတာလှည့်စားမှုတွေကိုတည်ဥဖော်ထားတယ်။ အစဆုံးဘာနဲ့တော့သေယုတ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝင်စေတိအဲ့ဒီစကလုံးလေးပါရာဂောမေတ္တာယဝင်စေတိတဏ္ဍရာဂသည်မေတ္တာယောင်ဆောင်ပြီးတော့လှည့်စားသွားရတယ်အဲ့ဒါကြောင့်မို့လို့တဏ္ဍနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးလိုလားတဲ့စိတ်ဓာတ်တဏ္ဍဆိုတာကိုယ့်အကျိုးကိုဥစားပေးတာမေတ္တာဆိုတာဆွန့်လွတ်နိုင်တယ် တွေ့တာမနေဘူးတဏှာကမဆွန့်လွတ်နိုင်ဘူးအိမဓမ္မကွဲပြားခြားနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြမေတ္တာဆိုတာအတွေ့အကြုံနဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်တော်ပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘယ်သူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆို တကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလည်သွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကျတော့အမေအဖေကချစ်နိုင်မှာအောင်မလား အမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ချင်နှံ့မှုကလေးရနေတာအဲ့ဒါကိုချက်ထားသူ့ရဲ့စိတ်ချင်နှံ့မှုလေးကိုဖြတ်လို့ဖြစ်စီလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြောညာတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်လို့အမွေပြတ်ကြောညာရတာလဲလို့ဆိုရင် သူ့ရဲ့ ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အတိပ္ပယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါအဲ့တော့တဏချင်းနဲ့မေတ္တာချက်ကအလွန်ကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ် ဟောမေတ္တာဒီရဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်တက်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတအေတာမေတ္တာမိတ္တတမိတ်ဆွေတငယ်ချင်းရဲ့အေတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာအေးစဉ်းစားကြည့်လို့ရှိရင်လူတိုင်းလူတိုင်းမှာ မိတ်ဆွေတင်ကားတွေရှိကြအပေါင်းအသင်းတငယ်ချင်းတွေရှိကြတငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီ မေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲ